လောင်စပင် square face လို့ခေါ်တဲ့အတန်တုပညာရှင်ကလောင်စပင် square face လို့ခေါ်တဲ့ရှင်ကကတော့လေမော်ယောင်ကိုတဲနဲ့ပင်လယ်၅မျိုးစိတ်တစ်မျိုးဖြစ်ပြီးတိပ်ပံနယ်မှာ horizontal refuse လို့ခေါ်ပါတယ်။ Holocentrinus ၅မျိုးစိတ်ပုံ150တဲကတစ်မျိုးဖြစ်ပြီးထူးထူးခြားခြားကြီးမားတဲ့မျက်လုံးကြီးတွေပိုင်ဆိုင်ထားတဲ့၅မျိုးစိတ်တစ်မျိုးပဲဖြစ်ပါတယ်။ ဒါအပြင်တခြားငါးမျိုးစိတ်တွေနဲ့မတူပဲဒီရှင်ငါတွေရဲ့စအိုးပိုင်းစူးတော်မှာရှေလျားချွန်ထက်နေပါတယ်။ခနာကိုအရေးပြားရောင်မှာရောင်ပြေးနေအောင်ဆက်ကလေးဖြစ်ပြီးကြောပိုင်းမှာငွေရောင်နဲ့တဖြည်းဖြည်းခနာကိုဘောပိုင်းမှာလေမယောင်တို့ဖြစ်ဖွဲ့စည်းထားပါတယ်။ Long Spin Square Face တွေဟာအပူပိုင်းရေတိမ်ပိုင်းတွေမှာရှိတဲ့ကြောက်ဆောင်ကြောက်တန်းတန်းသားကြောက်တန်းတို့မှာပုံကွယ်နေကြပြီးခနာကုန်နဲ့မလိုက်အောင်ကြီးမားတဲ့အနက်ရောက်မျိုးလုံးကြီးကိုပိုင်ဆိုင်ထားကြပါဗျာ။ ှင့်ရဲ့မျက်လုံးကဲ့သို့မျက်လုံးဝိုင်းဝိုင်းနေတဲ့ရှည်လျားတဲ့စူးတောင်တို့ကြောင့် Long Spin Square Face လို့ခေါ်တာဖြစ်ပါတယ်။ဒါပြင်ထူးထူးခြားခြားအကောင်နဲ့မလိုက်တားကောင်ကိုအာရုံပြောင်းချောလန်းနိုင်တဲ့အတန်တုတစ်ခုပါရှိပြီးညနေဆောင်အချိန်တွေမှာထိုအတန်တုကိုထုံးလင်းတကြပါရဲ့။ဒီဘောဖြစ်မွေးမိတယ်ငါမျိုးစိတ်မဟုတ်တလို့လူတို့ဇာတုံးလင်းမရှိတဲ့ long spin square fit တွေဟာအကျန်းခံပြီးအတော်ကိုအသက်ပြင်းတဲ့ငါမျိုးစိတ်တွေလို့လည်းထင်ရှားပါသေးတယ်